တယ်။စောက်ဘောလာထလာပြီနော်။ဟိုင်းနိုင်ဆိုရည်လားတမီးဖြေဆိုပူဇော်ခွင့်ရတဲ့ခေါင်းစဉ်ကတော့မိဘလိမ္မာတာရှန်းသာဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါရဲ့ရှင်မိဘတမီးသားနှစ်ဦးသာဝိတ္တရာရှိသည်ပင်ဆိုတဲ့ဆရာတော်တန်ဃာတော်များဆုဆုံးမသည့်အတိုင်း မိဘနဲ့သားသမီးများမှာအပြန်အလှန်ပြုစင်ရမယ့်ဝတ္တရားများရှိကြပါရဲ့ရှင်မိဘဝတ္တရား၅ပါးမှာ မကောင်းမြတ်တာကောင်းရာမြွန်လဲဆိုရက်ဝတ္တရား၅ပါးကမိဘရရဲ့ပဲပြည့်စုံမှုဖဲတဲ့င်းကိုပေါ်ပြထားတာဖြစ်ပါရဲ့ရှင်မိဘရဲ့ပဲပြည့်စုံမှုဖဲတဲ့င်းကောင်းရင်ကောင်းသလောက်သားသမီးများရဲ့ဘဝဟာတာယာလှပရှမ်းသာရမှာဖြစ်ပါရဲ့ရှင် အဲ့ဒီလိုမိဘရဲ့ပဲပြင်ဆုံးမှမှုဖဲရန်တင်ကောင်းခဲ့တဲ့အတွက်ဘဝသားရလှပကရှမ်းသာမှုရခဲ့တဲ့အကြောင်းကိုတမီးကဓမ္မပဒနဲ့950ဆက်ဒေါ်လာအနာတပိန်တစ်ထည့်ရဲ့သားကာလသရိုသားဝတ္ထုဖြင့်ကျင့်ပြပူဇော်ပါရစေရှင်။မြတ်စွာဘုရားရှင်လက်ထက်တော်အခါတုန်းကဇေရွန်ကျောင်းတော်ကြီးရဲ့လူရှင်အနာတပိန်တစ်ထည့်ကြီးမှာကာလလို့မည်ရတဲ့သားတစ်ယောက်ရှိခဲ့ပါတယ်။ ဖခင်တရေကြီးဟာယရနာမြတ်သုံးပါးကိုအလေးထားပူဇော်စည်းကပ်သူသောတာပန်အရိယာတဦးဖြစ်ပေမဲ့ဗာမျိုးဘိုးမတူသူတားမောင်ကာလာကတော့ယရနာမြတ်သုံးပါးကိုအစည်းကပ်ပူဇော်တန်ဃာရဟုရှင်ကိုကတော်လင်းပင်ပစိုးနန်းသည်ဒူပွန်သည်ဟုယူဆသူဖြစ်ပါတယ်ဒီဇဝေထုလေးမှာဖခင်နာတပိန်တထေးရဲ့သာသမီရဲ့ဘောဆုံးမသွန်တဲ့မုံကိုလွန်စွာမှတ်သားအတူယူလိုက်တာသင်ပါရဲ့ရှင် ရတနာသုံးပါးလဲမစည်းကံတရှားပါတာလဲမကိုကွယ်ယခုခေတ်အခေါ်ဘာသာမဲ့တယောက်ဖြစ်နေတဲ့သားမောင်ကာလာလေးကိုအတင်းအာနာနဲ့လဲမဆုံးမရိုင်းနဲ့စံဖက်ရည်လဲမဆုံးမဆဲဆူသိမ်းမောင်းခြင်းပြုရည်လဲမဆုံးမခဲ့ပါဘူးဒါပေမဲ့သားတော်ရဲ့အဆိုင်နဲ့ဇယိုက်ကိုတည်မြင်ပြီးရတနာသုံးပါးနဲ့နီးစပ်လာစေဖို့စိုးစားခဲ့တာကိုလေ့လာတွေ့ရှိရပါတယ်ဖခင်နာတပင်တဖေးစီရဲ့မေတ္တာရှိခံနဲ့ ညဉ့်ညဉ့်သာသာလိုရာတို့ရအောင်စုဆုံးမပုံလေးကိုဆက်ပြီးနားဆင်ပေးပါအောင်ရှင်။ဖခင်တရေစီဟာတားရဲ့ပစ္စုပန်တန်ရာကောင်းကျိုးကိုမျှော်မှန်းပြီးဖះဆောင်သွားပြီးတရားနာရင်အတပြတရားပေးမယ်လို့ကောင်းမှုလုပ်ဖို့စီယုံခဲ့ပါတယ်။ဒါပေမဲ့အတပြမတင်မောင်ကာလာဟာဖះတရားမနာပဲဖះဆောင်တော်ရဲ့တဏှာမှာအိပ်ပြီးပြန်လာခဲ့ပါတယ်။မနေ့ရောက်တော့ဖခင်ကြီးကတပြတရားပေးခဲ့ပါတယ်။ တရားမနာပဲပြန်လာတာကိုသိတဲ့ဖခင်ကြီးကရှစ်သားဖះရှင်ဟောတဲ့တရားကတပုတ်ရအောင်မှတ်သားနိုင်ခဲ့ရင်အပြားတထောင်ပေးမယ်လို့ပြောခဲ့ပါတယ်။အပြားတထောင်လို့ဇင်လို့တရားနာခဲ့တဲ့မောင်ကာလဟာသောတာပန်အတိဖြစ်သွားခဲ့ပါတယ်။ဒီဝိထုလေးကိုလေ့လာမိတဲ့အခါဖခင်အနာတပိတ်တစ်ထိပ်သားရဲ့ပြစ်ဆုံးပန်တရားကောင်းစိုးကိုမျှော်မှန်းပြီးဖခင်အနာတပိတ်တစ်ထိပ်ရဲ့ဘယ်နည်းနဲ့ဆုံး ညဉ့်ညံသာသာလိုရာတို့ရောက်အောင်ဆူဆုံးမခဲ့ပုံကိုလေ့လာတွေ့ရှိရပါတယ်ရှင်။ဒါကြောင့်သာသမီတိုင်းဒါကြောင့်သာသမီတိုင်းသားသမီးတို့ရဲ့မိဘတိုင်းကလည်းမိမိတို့ရဲ့သားသမီးချင်းငယ်တို့ကိုလိန်မာပါနဲ့စွာသုံးသင်ဆုံးမနိုင်ပြီးသားသမီးတို့အနေနဲ့လည်းမိမိတို့မိဘများကတဲမတ်ဖို့ဆောင်ပေးတဲ့လမ်းမှန်ပေါ်ကောင်းစွာရှောက်လန်းပြီးတဘဝရှမ်းသာရုံမကခြောက်ရရှမ်းသာနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးစမှာရယ် ဒါအပြင်ကာလာသရုတ်သားရဲ့ဖခင်နာရင်တဖေးစီသမီးရှိရတဲ့သမီးရဲ့ဖေဖေတို့နဲ့အတူတလောကလုံးကဖေဖေတို့ကိုဂွန်ပြူတဲ့အနေနဲ့ဓမ္မစကူးပင်စမရန်သင်ခန်းစာမှာပါတဲ့လမ်းပြစေဖေဖေဆိုတဲ့ကဗျာလေးကိုရွတ်ဆိုရင်းဤကောင်းရှုပ်ပါရစေရှင်ဖေဖေကိုပင်လွန်ရိုးသေးစေစုစီပါပဲစာဝင်းနေရတဲ့ဒုစမရဲ့တဲ့ဝေရှားပဲလို့နေ သာသမီးတို့ပေါ်မှာထောင်စင်သာလမ်းပြရတဲ့သေပမာဖေးမြတာဆွမ်းနဲ့ဂျိုးရဲ့နာကကိုပုံဖော်ပြီးခဲ့တာအားလုံးယေရှုတမန်ရှင်